ပထမဆုံးအနေနဲ့ကျွန်တော်တို့ Facebook application တွေကိုဝင်လိုက်ပါ Okay ဒီတက်ကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီညာဘက်အပေါ်တောင်းကအစလေး30ပုံစံနဲ့ကိုဝင်လိုက်ဝင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ setting and privacy ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ်အဲ့ဒီထဲကမှာကျွန်တော်တို့ setting တွေကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်လိုက်ပါ Okay ဒီတက်ကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် CMO in account center ဆိုတဲ့ထဲကိုကျွန်တော်တို့ဒီမှာပေါ့အပြာရောင်းလေးနဲ့အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคเอ่อဒီဒီแท้ကိုယောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဗောနောဒီ profile ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคအဲ့ဒီမှာကျွန်တော်တို့ဒီမှာဗောနောဒီကျွန်တော်တို့ရဲ့ဒီ Facebook name ရှိရနေရဗောနောဒီ ID ကျွန်တော်ဒီမြားလေးဒီဘက်ဗောနောညာဘက်ကိုဒီသွားနေတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့က Facebook name ကိုရှိမှဖြစ်တဲ့အတွက်ကျွန်တော်တို့ name ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ် โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကပေါ့เนาะအဲကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ရဲ့ဒီပေါ့เนาะနာမည်ကိုကျွန်တော်တို့ရှင်းညင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီနာမည်ကိုဖြတ်လိုက်ကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะ အဲဥပမာကျွန်တော်တို့ကဘောနော်ဒီမှာဟိုဘောနော်ကျွန်တော်ကဒီမှာတီဟအောင်လို့ကျွန်တော်ရှိမယ်ဘောနော်တီဟအောင်လို့ရှိမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဲဒီမှာပထမဆုံးဒီ first name မှာတီဘောနော်ဒီ middle name မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ HA ဟာဆိုပြီးတော့မှရိုက်မယ်ရိုက်ပြီးတော့ကျွန်တော်တို့ဒီနောက်ဆုံးဒီ last name မှာဆိုလို့ရှိရင်เนาะ AUNG အောင်လို့ရိုက်ပေးလိုက်ပါ Okay ခုလိုမျိုးအဲဒီမှာရရပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဗောနောဒီမှာ review chain ဆိုတာရှိတယ်ဗောနောဒီအောက်မှာကျွန်တော် review chain ဆိုတာလေးကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ် โอเคဒီမှာဆိုလို့ရှိရင်เนาะသူကဒီမှာပေါ့เนาะအဒီမှာအပေါ်အတီဟာအောင်ကိုမှကျွန်တော်အစောအရှိမှရိုက်ခဲ့တဲ့အတိုင်းသူကဒီမှာပေါ့เนาะအပေါ်ဆုံးဟာကိုရွေးมาလားဒုတိယဟာကိုရွေးมาလားဒီအောက်ဆုံးဟာကိုရွေးมาလားဆိုပြီးတော့သူကမေးတယ်ပေါ့เนาะအဲကျွန်တော်တို့ကဒီမှာပေါ့เนาะကျွန်တော်တို့ရှိမရှိမှပေးခဲ့တဲ့အတိုင်းမယ်ဒီအပေါ်ဆုံးကအတီဟာအောင်ဆိုတဲ့ပုံစံမျိုးကိုပဲကျွန်တော်တို့ပေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးပေးပြီးတော့มาကျွန်တော်တို့ save chain ကိုကျွန်တော်နှိပ်လိုက်ပါโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီမှာဘောနောနာမည်ကဒီမှာတီဟအောင်ဆိုပြီးတော့မှကျွန်တော်တို့ချိန်သွားရွေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဘောနောရှေ့ရယ်ကျွန်တော်တို့ဒီမှာထွက်ပြီးတော့မှကျွန်တော်တို့ကြည့်လို့ရတယ် โอเคဒီမှာမချိန်သေးဘူးဆိုလို့ရှိရင်เนาะကျွန်တော်ဒီအထက်ထဲကိုဝင်ကြည့်လိုက်ဝင်ကြည့်ပြီးတော့မှကျွန်တော် refresh လုပ်လိုက်ပြီဆိုလို့ရှိရင်เนาะဒီမှာတီးဟအောင်ဆိုပြီးတော့မှကျွန်တော်ချိန်သွားပြီဗောနော်အဲဒါကတော့ကျွန်တော်တို့ဒီမှာဗောနော်ဒီအလွယ်တကူကျွန်တော်တို့အဲဒီနံပါတ်ကိုချိန်လို့ရတယ်အနီနံပါတ်ဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ချိန်တာကတော့ကျွန်တော်တို့ဒီမှာဗောနော်ကျွန်တော်တို့ရဲ့ဒီဟိုနောက်ထပ်နံပါတ်တစ်ခုချိန်ကျင်လာဆိုလို့ရှိရင်နောက်ထပ်ရဲလျှောက်တယ်ကျွန်တော်တို့ထပ်ပြီးတော့မှကျွန်တော်တို့စောင့်ပေးရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးမစောင့်ဘဲကျွန်တော်တို့ချိန်ကျင်လာဆိုလို့ရှိရင်เนาะကျွန်တော်ဘယ်လိုမျိုးချိန်ရမလဲဆိုတဲ့ဗီဒီယိုတစ်ခုကိုလည်းကျွန်တော်ထပ်ပြီးတော့မှတင်ပေးပါမယ်ခင်ဗျာအားလုံးပဲအသိပေးကြပါစေเนาะကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးကြပါအောင်ခင်ဗျာ